အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ13ရက်အင်္ဂါနေ့နာမည်ခင်စည်ရေးသတင်းတုံ့တက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကီလီမိုးပြက်ဘက်ကိုစစ်ကောင်စီဟာ UAV နဲ့မပြတ်ထောက်လန်းလျက်ရှိနေပါတယ်အဆိုပါ UAV တွေဟာနတ်ဆန်လီတက်ထဲကနေ control လုပ်နေတာဖြစ်ပါတယ်ကုန်းသားနဲ့ဖဲကုန်းဘက်ကနေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာတော့ရပ်တန့်နေသေးတာဖြစ်ပါတယ်စကိုင်းတိုင်းကမ်းမလူမျိုးနဲ့ငပြောတိုင်းရွာတဲ့ကို ြည်သူစစ်စကြောင်းဝင်ရောက်လာပြီးမိရှုဖျက်ဆီးခဲ့တာရှိပါတယ်။ချမ်းမြောင်မှာတော့တနီလာရေးထိတ်ထုံနယ်မြေတွေဖြစ်တဲ့မန်တုံနဲ့မိုင်းကုန်မြို့တွေကိုလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ထားပါတယ်။မိုင်းကုန်မြို့နယ်စာတင်ကျောင်းဝင်းကျင်ကြားရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီးလူထိခိုက်မှုမရှိဘူးလို့သိရှိရပါတယ်။မကွေးတိုင်းခံကောင်းမြို့နယ်အခြေစိုက်အမှန်90ခြေလင်းတိုင်ရဲတွေကနေအင်အားတရာခန့်ပါတဲ့စစ်ကြောင်းထွက်လာတာရှိတယ်လို့ရှေ့ပိုင်းရက်တွေကကျွန်တော်တို့သတိပေးထားပြီးဖြစ်ပါတယ်။အဆိုပါစစ်ကြောင်းနယ်ကာကွယ်ရေးတပ်တွေလေမာကျေးရွာနီထိတွေ့မှု ထိတွေ့တိုက်ပွဲဖြစ်ပြီးအထင်အားသွားတဲ့မိစ္ဆာစစ်သားတွေဟာဒေသခံပြည်သူ၁၂ဦးကိုရဲဆက်ဆက်နှိပ်စက်ပြီးပြစ်ခတ်တပ်ဖြတ်ခဲ့က၂၃ဦးကိုလည်းထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။၎င်းစစ်ကြောင်းဝမ်ကြီးကလက်နက်ကြီးစခန်းမှာလက်ရှိအခြေပြုလျက်ရှိနေတာဖြစ်ပါတယ်။ပခုတ်ကူမြို့နယ်မြစ်ခြေမြို့အရှိဘက်ရှင်မကန်တဝိုက်မှာလှုပ်ရှားနေတဲ့စစ်ကြောင်းရဲ့လက်နက်ကြီးပြစ်ခတ်မှုဟာနိုင်ငံရွာတဝိုက်ကိုကြားရောက်ပေါက်ကွဲလျက်ရှိပြီးထိခိုက်မှုကိုတော့အဆုံးစမ်းနေသေးတာဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမောခံစစ်ကိုဥဆောင်နေသူဟာဗမှုချုပ်အောင်နိုင်ဦးဖြစ်ပါတယ်။ ရန်ကုန်သာတင်ငန်းကျုံမြို့နယ်လေးလောင်ငန်းစာတိဖြစ်ပြီးပြည်နယ်ကလေးမှာဒေသကုကဲမှုလုပ်ခဲ့ရပြီးသပိတ်ချင်းတွင်းငယ်မှာကျောင်းကြီးခိတ္တလုံနေရာကနေစစ်စီကုကဲမှုဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။ရခိုင်စစ်စီကုကဲမှုဟာဗမုချုပ်တင်မင်းလက်ဟာလဲဗမော်မာသာရှိနေဆဲဖြစ်ပြီး၎င်းရဲ့ဇနီးတွေကရန်ကုန်တောင်ဥက္ကလာသူလို့သိရပါတယ်။စစ်စီကုကဲမှုဟောင်းရဲ့ရောက်ကတိဖြစ်သူဟာလဲဗိုလ်ချုပ်အစစ်လို့ထပ်မံသိရှိရပါတယ်။ဆိုတော့ စစ်စီကုကဲမှုဟောင်းဗမုချုပ်တင်မင်းလက်ဟာ ဘောဘောစီရေးရလာအခြေအနေတွေကြောင့်အရန်အရပို့ခံထားပြီလို့ယူဆရပါတယ်။ဒုတိယဆက်စပ်ရေးကိုကဲမှုဖြစ်တဲ့ဘုံဝင်ကြီးချုပ်ကောင်ကတော့အမှန်49ခြေလင်းတိုင်ရင်ရဲ့ခံစစ်ကြောင်းကိုဥဆောင်နေတာဖြစ်ပါတယ်။မြစီနာဆစ်စေးုံမှာထိုင်ရနေတဲ့အဖွဲ့ကြီးတက်တာလာပါကရဟတ်ရင်နဲ့ချက်ချင်းဗမောကိုပြန်ပို့ဖို့အစီအမံတွေရှိနေပါတယ်။မန္တလေးတိုင်းပြည်ဦးလွင်ဗမောကြီးကတော့နာမည်ဆိုးနဲ့ကြော်ကြားနေသေးတာဖြစ်ပါတယ်။စတဲ့မူဟာရခိုင်လူကောင်းတွေအကုန်လုံးအချင်းပြောင်းလုပ်ခဲ့ပေမဲ့လူစစ်တွေဟာလည်းရှေးကအဖွဲ့ထက်ပိုဆိုးလို့လာနေတာဖြစ်ပါတယ်။ ယခုပြောမှုအစ်စ်ကဗိုလ်မှူးကြီးကျော်စွာဖြစ်ပါတယ်။ဖောက်ထွင်းမှုနဲ့နာမည်ကြီးခဲ့တဲ့ဗိုလ်မှူးဝင်းကိုကိုဆိုသူလည်းပြန်ရောက်လာပါတယ်။အဲ့ဒီမေဂျာဟာစေဦးစီးမှုဒုတိယလမ်းမဟုတ်ပါဘူး။သာသနာလိုခေါ်တဲ့တမတော်သိပ္ပံနဲ့ဤပညာသူသေသနာကနေလာရောက်တွဲဖက်တာဖြစ်ပါတယ်။သူရောက်လာပြီဆိုကြတဲ့ကအမောင်ကူကားသမားတွေနဲ့စတင်ချိတ်ဆက်ပါတော့တယ်။ဂျူဟာအတွက်ဆစ်အောင်နိုင်ရာမဝင်ဆိုပြီးစစ်မောင်ကူသမားတွေစီကငွေကောက်တော့တာပဲဖြစ်ပါတယ်။ဒီပေးနံပါတ်တစ်ခါလဲလိုက်ပြီးထဲခိုင်းတာဖြစ်ပါတယ်။ဒီပေးနံပါတ်လိုချင်သူများရှိရင်လည်းပေးပါမယ်။ ပြီးခဲ့တဲ့ရက်ခရုံးမီလန်ရဲ့စက်ရုံကရေစီး300ဖြတ်တော့ကဆိုရင်အရီကက်ခီတောင်လိုက်နှုတ်ဆက်တာပါဆိုပြီးဦးလက်တဲ့မူကလည်းဘုံမူဝင်းကိုကိုရဲ့ကေပေးကိုစစ်ဆေးတော့မယ်လို့သိရပါတယ်စပိတ်ချင်းမျိုးနဲ့တွေ့ခဲ့ချေဆိုင်အမတ်ဖုံတက်မလို့တမ်းပြေးလေးချင်အကြောင်းကိုရဟတ်ရင်နဲ့လေးကောက်အင်အားဖြည့်တင်းလျက်ရှိပါတယ်ဝတ်သေးဖက်ချေဝင်းချင်းနဲ့မြေလေးရုပ်ဘက်ကိုလည်းစစ်ကောင်စီက drone နဲ့ကင်းဆောင်မှုတွေပြုလုပ်နေရရှိနေပါတယ်မြေလေးရိုးဆိုတာစင်ကူလက်ပံလာကနေတော့ရတာဖြစ်ပြီးရွှေလုတ်ွက်တွေရှိတာဖြစ်ပါတယ် နတ်ပဲချောင်းလို့ခေါ်တဲ့တန်ငါချောင်းတစ်လျှောက်ရွှေနဲ့ကြောင်နှမျိုးစလုံးဖြတ်ရှိတာဖြစ်ပြီးပိတ်တာနဲ့ချီဖြတ်တဲ့ရွှေလုံးကွက်တွေရှိရာဖြစ်ပါတယ်။အဆိုပါနတ်ပဲချောင်းကလေဘိုင်းလုံးမိုးကုတ်နောင်ချုံမျိုးတွေကိုတွားလို့ရတယ်လို့လည်းသိရပါတယ်။အဲ့ဒီဘက်ဘွင်ကိုရောက်ရှိမှုချင်းမရှိတော့အနှဲငယ်တော့စိတ်မာတယ်။မန်လေးဘက်ကလေမရယာဘက်ကိုဆိုရင်အင်ရှင်မင်းထန်းတော်အထီတာဂိတ်ဆုံးရောက်မှုတာဖြစ်ပါတယ်။အခုတော့အင်ရှင်မင်းထန်းတော်ဟာဘလို့နေမယ်ဆိုတာမသိပေမဲ့ထန်းရောအပြီးရောတောက်လို့စားလို့အင်မတန်ကောင်းတာဖြစ်ပါတယ်။ ထိုင်းရင်ဆိုရင်အခုစာရေးနေတဲ့အောင်တော်သရွေးမျိုးချရတဲ့အထိကြိုက်တာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိမယ်